မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလင်ကယ်ဆိုင်နဲ့ဆက်ဆက်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့ညီနောင်တုံးဖွဲ့ကအပြည့်ရတလားထပ်တိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ကူညီကယ်ဆိုင်နဲ့နောက်ဆက်တွဲဆက်ဆက်လုပ်ငန်းတွေထိရောက်စွာမလုံဆောင်နိုင်သေးတာကြောင့်ဆက်လက်ဆောင်ရွက်နိုင်ဖို့အပြည့်ရစေခြင်းကိုတလားထက်မှတတန်တိုးကြောင်းညီနောင်မဟာမိတ်တုံးဖွဲ့ကမေလာတရက်မှာထုတ်ပြန်ကြေညာပါရယ်။ စကိုင်းမန္တလေးပြည်မြန်မာနိုင်ငံအနှံ့ပြားမှာလုခတ်ခဲ့တဲ့ဖျားပြင်းကလေးနဲ့နောက်ဆက်တွဲကလေးတွေကြောင့်ကေဆိုင်အင်းနဲ့နောက်ဆက်တွဲလုပ်ငန်းတွေအတွက်တဖက်သက်အပြစ်ရထုတ်ပြန်ချက်ကိုညီနောင်မဟာမိတ်သုံးဘွဲက APTM မှ30ရက်ထိကြီးညာထားတာပါ။အဲ့ဒီကာလမှာကေဆိုင်အင်းနဲ့နောက်ဆက်တွဲလုပ်ငန်းတွေထိရောက်စွာလုံဆောင်နိုင်ခြင်းမရှိသေးတာကိုတွေ့ရတာကြောင့်ဆက်လက်ဆောင်ရွက်နိုင်ဖို့မေလာတရမ31ရက်ထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတဖက်သက်အပြစ်ရကာလတက်တန်းတူလိုက်တယ်လို့ဆိုပါတယ်။ ထုတ်ပြန်ချက်ကြီးညာချိန်ကစပြီးတိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးပြုလုပ်မှာမဟုတ်ကြောင်း MND TNL နဲ့ AA ညီနောင်မဟာမိတ်တုံးဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်မာနိုင်ငံမှာအလို့သမားရှာပါမှုပြည်ထနာရင်ဆိုင်နေရပြီလို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအလို့သမားရှာပါမှုပြည်ထနာရင်ရင်ဆိုင်နေရပြီလို့စစ်ကောင်းစီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမေလာတရက်အပြည့်ပြည့်ဆိုင်ရာအလို့သမားနေတုံးလွန် မှပြောဆိုခဲ့တာပါဒါဟာဆက်အာနာသိမ့်ပြီးလေးနှစ်ကြာစက္ကစီဥက္ကဋ္ဌပထမဦးဆုံးချိန်ဝန်ခံပြောဆိုတာဖြစ်ပါတယ်ပြည်ပကိုတွားရောက်လုတ်ကင်နာထံဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာအလုံးလုံးဖို့အရေးကြီးတယ်လို့စေကောင်စီဥက္ကဋ္ဌကဆိုပါတယ်။ဒါပေမဲ့စေကောင်စီဥက္ကဋ္ဌပြောတယ်လို့မြန်မာနိုင်ငံမှာဘယ်သူမှဘဝလုံခြုံမှုမရှိဘူးလို့မလေးရှားနိုင်ငံကိုဒီနှစ်မှာပဲအလုံးလုံးဖို့ထွက်လာတယ်လို့သမားတုံးကပြောပါတယ်။ စစ်မှုထမ်းဥပဒေတို့အလောက်ကန်ခွင်လန်းရှာပါမှုပြောရရင်တော့ခင်မကောင်းလို့အဓိကအချက်ကတော့ခစ်ပြက်နေလို့ပဲပြောရမှာပေါ့ခစ်ပြက်တာဘာကြောင့်လဲဆိုရင်တိုင်းပြည်အာဏာသိမ်းလိုက်တဲ့အချိန်မှာအလုံးကဖြစ်သွားကြတာဖယိုဖီရဲ့အဲ့ဒီတော့ကိုယ်နိုင်ငံကိုနေကျင်လာတာမှပြည်ပကိုထွက်နေရတယ်ပြည်ပမှာပြောလဲနေမပြောလဲနေပေါ့စစ်ကောင်စီကစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးရင်နောက်လူငယ်တွေကိုပြည်ပထွက်ခွင့်တင်းကျပ်လိုက်တာကြောင့်တရားမဝင်လမ်းကြောင်းကနေမလေးရှားနိုင်ငံကိုထွက်ခွာလာတာလို့သူကသတင်းဌာနကိုပြောပါတယ် အာနာသိမ့်ပြီးနောက်တိုင်းပြည်စည်းဝါးရေးကြဆင်းမှုစောင့်ဝင်နေရေးချက်တင်မှုနဲ့စစ်မှုထမ်းဥပဒေထုတ်ပြီးတပ်သားတွေစုဆောင်းမှုတွေကြောင့်လူငယ်များပြားပြည်ပကိုထွက်ခွာသွားကြတာလို့အလုတ္တမရေးဆောင်ရွက်သူတွေကပြောပါတယ်ပြည်ပမထွက်နိုင်လို့ပြည်တွင်းမှာဆက်လက်လုကင်နေတဲ့သူတွေလည်းအလုတ္တမခွင့်ကြီးအကြီးအကျယ်ချိုးဖောက်ခံနေရတယ်လို့ရန်ကုန်တိုင်းလိုင်သာယာကအထည်ချုပ်လုပ်ငန်းတစ်ခုမှာလုကင်နေသူတောင်းကပြောပါတယ် ဥပဒေပါခွင့်ရည်တွေမရဘူးအလုံသမားတွေရဲ့ကျန်းမာရေးနဲ့မိဖွားခွင့်တွေပါရီကအခက်ခဲတွေဖြစ်တဲ့ပြီးရင်ပိုက်ကြီးတယ်တွေဆိုရင်အလုံထုတ်တာမျိုးတွေလုပ်တဲ့အခုခေတ်ကအလုံသမားအခွင့်ရည်နဲ့ပါပြီးအလုံထုတ်မှုတွေလည်းမရတဲ့ပြီးတော့အချိန်ပိုအရန်ဆင်းခိုင်းတာမျိုးတွေရှိတဲ့အချိန်မတော်ဆင်းရတဲ့မစင်ရင်အလုံထုတ်မယ်လို့လက်မှတ်ထိုးရမှာတို့ပါတို့ရှိရဲ့အလုံသမားနေရာလေးအရင်လို့ပြောစရာမကောင်းတော့ဘူးလို့သူကဆက်ပြောသွားတယ်။ဒီနေ့အလုံသမားနေစိတ်ထဲမှာမကောင်းမှုပေါ့နော်။မိုးလင်းတဲ့ကကျမလည်းလိုင်းပေါ်မှာကြည့်တယ်။အရင်တော့ကကျမတို့ရဲ့အလုံသမားနေကပျော်ရွှင်စရာကောင်းတယ်။အခုကျမတို့ ဒီနောက်ပိုင်းအလုသမားတွေကပျော်ရွှင်စရာမကောင်းတော့ဘူးဒီနေ့အလုသမားတွေမှာတချို့အလုသမားတွေအလုဆင်းရတာပဲရှိတယ်ဒီနေ့ကျမတို့အရင်တုန်းကလိုပုံစံမျိုးလေးပဲပြန်ဖြစ်ဖို့မျှော်လင့်ပါတယ်လို့ပြောပါတယ်စစ်အာဏာမသိခင်ကတည်းကအခြေခံ စားတော့ကုံစင်းတော့နေတုံးစာနီပါမြင့်တက်လာပြီမြင့်သူတို့ကတင်ရက်အနေဆုံးလောက်ခ9800ချက်ပဲရတာကြောင့်ခက်ခက်ခက်ခဲရက်တီနေရတယ်လို့အထင်ကျုံအလို့သမားတွေကပြောပါတယ်အချိန်ခံလောက်ခကိုတရက်7000တောင်းထိတွန်းမြင့်ပေးဖို့အလို့သမားတွေကလိုလားပြီမြင့်စေယုတ်ချုံကြီးအောင်မှာဖြစ်လာဖို့မရှိဘူးလို့လည်းအထင်ကျုံသမားတွေကပြောပါတယ်မန္တလေးမြို့အခြေဆိုင်ရွှေလုံငန်းရှင်တောင်ကတော့ငွေကြေးဖောင်ပွားမှုကြောင့်ဈေးနှုန်းတွေထိုးတက်လာပြီမြင့်အမြတ်ငွေလိုလားတာမျိုးမဟုတ်တဲ့အတွက်အချိန်ခံလောက်ခလာစာကိုတရက်7000ချက်သတ်မှတ်ဖို့ခက်ခဲတယ်လို့ပြောပါတယ် ်မြန်မာနိုင်ငံကအလုံသမားတွေဟာအကာအကွယ်မဲ့နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားသမဂ္ဂများအဖွဲ့ချုပ်လက်ထောက်ထွေထွေအတွင်းရင်မူဒေါ်ဖြိုးစန္ဒာဆိုကပြောပါရယ်ပြောရမယ်ဆိုရင်တကယ်ကိုမြန်မာနိုင်ငံထဲမှာရှိတဲ့အလုံသမားတွေလေသမားတွေကအကာအကွယ်မဲ့နေတဲ့အခြေအနေဖြစ်တဲ့အဲဒီတော့အလုံသမားနေဆိုတာကျမတို့အလုံသမားတွေရဲ့အောင်ပွဲနေဖြစ်တဲ့ အုတ်ထုတ်သူလူရန်စားရိကဖိနေနှိတ်ကွတင်ဟာရီကိုကျမတို့အလုပ်သမားတွေရဲ့အခွင့်အရေးတနေ့အလုပ်ချိန်၈နာရီဒါရီအစားရှိတဲ့ပြင်ဒါရီကိုပြန်ပြီးတော့တောလန်တောလန်တိုက်ခိုက်တဲ့နေ့အောင်ပွဲခံတဲ့နေ့ဖြစ်တယ်။ဒါပေမဲ့မြန်မာပြည်ရဲ့အခြေအနေမှာတော့ကျမတို့ကဒီအသီးအပွင့်တွေကိုမခံစားနိုင်တော့တဲ့အနေအထားဖြစ်တယ်။ လွတ်လပ်စွာထုတ်ပေါ်ခွင့်စုဝေးစည်းရုံးခွင့်အသင်းဖွဲ့စည်းခွင့်နိုင်ငံသားတအုပ်ရဲ့လွတ်လပ်ခွင့်တွေကိုနီးလန်းမျိုးစုံနဲ့စစ်ကောင်စီကနှိတ်ကွပ်ထားတယ်လို့အလို့သမားဖွဲ့စည်းတွေကမေလတရံမှာကြေညာချက်တွေထုတ်ပြန်ပါတယ်စစ်ကောင်စီဥက္ကဋ္ဌကတော့အပြည်ပြည်ဆိုင်ရာအလို့သမားများဖွဲ့ချုပ်အိုင်ယန်လိုရဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာအကောင့်ထဲပေါ်နေတယ်လို့အလို့သမားအခွင့်အရေးတွေကိုကာကွယ်ပေးနေတဲ့ပြင်အလို့ရှင်နဲ့အလို့သမားဖွဲ့စည်းတွေကိုလည်းလွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ပြုထားတယ်လို့ဆိုပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကအိုင်ယန်လိုမှာသဘောတူလက်မှတ်ရေးထိုးထားတဲ့အထမစီခိုင်းမှုပပောင်ရင်းနဲ့ လွတ်လပ်စွာအသင်းပင်ဖွဲ့စည်းခွင့်ပြဋ္ဌာန်းချက်တွေကိုမလိုက်နာတဲ့အတွက်စစ်ကောင်စီကိုအရေးယူဖို့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ2024ခုနှစ်နိုဝင်ဘာလကကျင်းပခဲ့တဲ့အိုင်ယလိုအုပ်ချုပ်မှုကော်မတီအစည်းအဝေးကအတည်ပြုထားပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကို2025ခုနှစ်စွန်မှာကျင်းပမယ်အိုင်ယလိုညီလာခံကနေအတည်ပြုမှာဖြစ်တာကြောင့်စစ်ကောင်စီကိုနိုင်ငံတကာအလို့သမားစံနှုန်းတွေကိုမလိုက်နာမှုပုံမှန်33နဲ့အရေးယူဖို့အလို့သမားရေးလှူရှာသူတွေက တောင်းဆိုနေပါတယ်။ ပုံမှန်33နဲ့ရည်ရွယ်မှုကနိုင်ငံတကာလုံထမားစံနှုန်းတွေကိုလုံးဝမလိုက်နာတဲ့အခြေအနေမှာသာအသုံးပြုတာဖြစ်ပြီးအိုင်ယန်လိုကဗိုလ်ချုပ်မူကြီးတန်းရွှေစင်အစိုးရလက်ထက်2000ပြည်နှစ်မှာမြန်မာနိုင်ငံကိုအရေးယူခဲ့တယ်လို့2023ခုနှစ်မှာဘယ်လာရုစ်နိုင်ငံကိုအရေးယူခဲ့ပါတယ်။အိုင်ယန်လိုမှာနိုင်ငံပေါင်း189နိုင်ငံကအလုပ်ရှင်အလုပ်သမားနဲ့အစိုးရသုံးဖွင့်ဆိုင်ကိုယ်စားလှယ်တွေပါဝင်ပါတယ်။စစ်တပ်ကအာဏာသိမ်းချိန်ကလေးကအိုင်ယန်လိုကမြန်မာနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေကိုရပ်တန့်လိုက်ပြီးစစ်ကောင်စီကိုဤပညာအရာရောငွေကြေးရောကူညီပံ့ပိုးမှုရပ်ဆိုင်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဖားကန့်မြို့ကို UTP စစ်ကောင်စီအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဖားကန့်ကမိုင်းလမ်းကြောင်းပေါ်ကိုစစ်ကောင်စီတပ်များအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များရှိရာနန့်ရချင်းရွာနီ ခင်တောင်ရွာနီးတီရောက်ရှိလာပြီးဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်တွေကမေလတရနေ့ညနေ၄နာရီခန့်ကနန်ရချင်းရွာနီးခင်တောင်ရွာကိုရောက်ရှိလာပြီးနောက်ထပ်စစ်ကြောင်းတစ်ခုမှဝန်ကြီးရမှာတပ်ဆွဲထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြောင်းသိရပါတယ်။နန်ရထီတော့မရောက်သေးဘူး။ဒါပေမဲ့တမိုင်လောက်ပဲကွာတယ်။ဖားကန့်ကိုဥတီပြီးတော့စစ်ကြောင်းနှစ်ကြောင်ခွဲပြီးထိုးလာတာလို့ဖားကန့်သတင်းအရင်းမြစ်တွေကပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KIA တို့ကကြောက်ထုချင်းရွာနီးမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ကာမိုင်းချင်းရွာအကျောင်းမအူပင်ချင်းရွာရှိရှေကတာအနီးမှာစစ်ကောင်စီနဲ့ KIA တို့၅ရက်ခန့်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီစစ်ကြောင်းကနန်ယာချင်းရွာထိဝင်ရောက်လာတာဖြစ်ပါတယ်။ဖားခက်ဘက်ကိုစစ်ကောင်စီအင်အား900နဲ့အင်တော်ကြီးဒေသဘက်ကိုအင်အား900သုံးပြီးစစ်ကြောင်းနှစ်ခုနဲ့အင်အားလုံးရင်သုံးပြီးစစ်ကောင်စီတပ်များစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ဖားခက်ကာမိုင်းလမ်းကျောပေါ်ရှိမအူပင်ကျောက်တူအင်္ဂတောင်ခင်တောင်နန် င်ရစတဲ့ကျေးရွာတွေမှာဒေသခံတချို့မှာဆစ်ဆောင်နေကြကြောင်းသိရပါတယ်။ AB 30ရက်နေ့ည8နာရီဝန်းကျင်အချိန်ခန့်ကဝမ်ကျေးရွာရှိစူတောင်ကုန်းနေရာမှာစစ်ကောင်စီကတပ်ဆွဲလိုက်ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခါမနေ့ကညပိုင်းမှာခင်တောင်ကျေးရွာထိရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ရန်ကုန်မှပြန်လာတဲ့ပလတ်ဝဒေသခံချင်းလူငယ်တောင်ကလေးဝမြို့မှာဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးဝမြို့နယ်ရှိစစ်ကောင်စီတပ်ရဲ့စစ်စင်ဂိတ်တစ်ခုမှာချင်းပြည်နယ်ပလတ်ဝမြို့နယ်ဒေသခံချင်းလူငယ်တောင်တပတ်ကျော်ကြာဒီဖမ်းဆီး ထိန်သိမ်းခံထားအကြောင်းနီးစပ်သူတွေစီကသိရပါဗျ။ အဆိုပါလူငယ်တောင်းကပြီးခဲ့တဲ့အပိလာ22ရက်နေ့မှာရှန်ကုန်မြို့မှာပလဝမြို့နယ်ကို ပြန်လာကြစဉ်ကလေးမျိုးရှိစက်ကောင်စီတပ်ရဲစစ်ဆေးဂိတ်တစ်ခုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ပလဝကိုရန်ကုန်စစ်တွေကလည်းနဲ့ပြန်လာလို့မရတော့စကိုင်းဘက်ကနေဟာခါဖြတ်ပြီးပလဝကိုပြန်ကြတာပါပြန်ကြတော့ငါ9ယောက်ပါ2ယောက်ကိုတော့ပြန်လွတ်ပေးပါပြီ3ယောက်ကပြန်လွတ်မပေးသေးဘူးလို့နီးစပ်သူတောင်းကပြောပါတယ်။ဖမ်းဆီးခံရသူတွေကပလဝမြို့နယ်မီလဝအောင်မှာနေလင်းကျော်ဝက်ကူဝရွာမှာအောင်စွမ်းလင်းနဲ့နိုင် န်ဦးမီးစာရွာမှာလှိုင်ဝင်းနဲ့ဘားချိုလို့ဖြစ်ပါတယ်။နေလင်းကျော်နဲ့အောင်စွမ်းလင်းတို့က AP 29ရက်နေ့မှာပြန်လည်လွတ်မြောက်လာပြီးကျန်းတဲ့တောင်းကဒီကနေ့ထိလွတ်မြောက်လာခြင်းမရှိသေးသလိုအဆက်အသွယ်လည်းမရတဲ့အတွက်မိသားစုတွေကစိုးရိမ်နေကြပါတယ်။လွတ်လာတဲ့နေရာကကျန်းမာရေးမကောင်းတဲ့သူတွေပါသူတို့စစ်သားတွေကဆေးစစ်တယ်လို့ကြားတယ်။ဆေးအောင်ရေတထဲဝင်ရမယ်လို့ကြားတယ်။အခုထိပါအဆက်အသွယ်မှမရသေးဘူးစစ်တပ်တွေဝင်ခိုင်းပြီလားပေါ့။အခုမိဘတွေကအရန်စိုးရိမ်နေကြတယ်လို့နီးစပ်သူတောင်းကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့ AP လာမှာလည်းရှန်ကုန်မြို့ပလက်ဝါစစ်ပေးဆောင်ချေ င်းလူငယ်နောင်ကစစ်ကောင်စီတပ်ရဲ့အတ္တမတသားတဲ့စူဆောင်းခြင်းခံရပြီးရှမ်းပြည်နယ်စစ်တနန်းကြောင်မှချက်ချင်းပို့ဆောင်ခံရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်